မြန်မာနွေဦးခရိုနီကယ်ဇွန်16မြင်ကွင်းဒေါ်ဆန်းစုကြည်မွေးနေ့နဲ့မြန်မာနိုင်ငံရေးနှစ်စဉ်ဇွန်လ16ရက်နေ့မှာကြာရောက်တဲ့ဒေါ်ဆန်းစုကြည်မွေးနေ့ဟာလူမှုထောက်ခံမှုအများဆုံးရရှိထားတဲ့ခေါင်းဆောင်တယောက်ရဲ့ပုဂ္ဂိုလ်ရေးရာကိစ္စတရက်ထက်ပိုတဲ့အတိတ်ပဲဆောင်ပြီးဗေနိုင်ငံအင်အားစုတွေကဘယ်လိုသဘောထားရှိသလဲဒေါ်ဆန်းစုကြည်ပေါ်ပုဂ္ဂိုလ်ရေးအရာစုတောင်းကြတာထက်ကျော်လွန်ပြီးနိုင်ငံအင်အားစုအချင်းချင်းထားရှိတဲ့သဘောထားတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကဒေါ်ဆန်းစုကြည်ပေါ်ထားရှိတဲ့သဘောထားသို့မဟုတ် မ္ဘာနိုင်ငံအင်အားစုဖြစ်တဲ့ NLD ပါတီမျိုးသားညီညွတ်ရေးအစိုးရစတဲ့အင်အားစုတွေအပေါ်ထားရှိတဲ့သဘောထားတွေကိုအကဲခတ်နိုင်တဲ့အချိန်လို့လဲဆိုနိုင်ပါတယ်။ဒါပြင်ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့မှာနိုင်ငံရေးလှုပ်ရှားမှုလူလူရဲ့နိုင်ငံရေးပေါ်စိတ်ဝင်စားမှုနိုင်ငံတကာအစိုးရနဲ့ဖွဲ့စည်းတွေရဲ့ဒေါ်ဆန်းစုကြည်ပေါ်သဘောထားတွေကိုလည်းအကဲခတ်နိုင်တဲ့ကာလဖြစ်ပါတယ်။အခုနဲ့ဇွန်လ19ရက်မှာကြာရောက်တဲ့280ပြည့်မွေးနေ့မှာဘယ်တိုင်းသားလက်နက်ကိုင်အဖွဲ့ကမွေးနေ့ဆူတောင်းလှုပ်ဆောင်ကြသလဲလို့လေ့လာကြည့်တဲ့အခါ တောင်းလက်နက်ကိုင်ဖွဲ့ DNLA ရဲ့ခေါင်းဆောင်တူဖြစ်တဲ့ဗိုလ်ချုပ်တာဖုံးကျော်ကဗီဒီယိုတူတစ်ခုမှာ Happy Birthday တောင်းဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေမြမပြည်ကိုအမြန်ဆုံးဥဆောင်နိုင်ပါစေလို့ဝင်းနေဆုတောင်းတာတွေ့ရပါတယ် DNLA ဖွဲ့အနေနဲ့စာနဲ့ထုတ်ပြန်တဲ့ဆုတောင်းတာမျိုးမဟုတ်ပေမဲ့ပုဂ္ဂိုလ်ရေးရ TNLA တက်ဖွဲ့ရဲ့တာဝန်အရှိဆုံးခေါင်းဆောင်တို့ဖြစ်သူကဆူတောင်းခြင်းဖြစ်လို့ TNLA အနေနဲ့ NLD ပါတီဒေါ်စန်းစုကြည်တို့နဲ့ရင်းနှီးတဲ့ဆက်ဆံရေးမျိုးလိုလားတဲ့သဘောလို့ကောက်ချက်ချနိုင်ပါတယ်။ အခြားတိုင်းသာလနဲ့ဂိုင်းတက်ဖွဲ့တွေတဲကတော့ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကိုအဖွဲ့အစည်းအနေနဲ့ဖြစ်ဖြစ်တူးချင်းဖြစ်ဖြစ်မွေးနေ့ဆုတောင်းလူသိရှင်ကြားပြောဆိုထုတ်ပြန်တာမျိုးအခုစာရင်းနေချိန်ထိမတွေ့ရပါဘူးလနဲ့ဂိုင်းဖွဲ့တွေပြင်အချို့သောနိုင်ငံကစိုးရနဲ့မြန်မာနိုင်ငံဆိုင်ရာတန်ယုံစတာတွေကမွေးနေ့ပန်းချင်းပေးပို့တာလူမြောက်ဖို့ဆုတောင်းတဲ့ကြေညာချက်တွေထုတ်ပြန်ခဲ့ကြတာတွေ့ရပါတယ်ရန်ကုန်မြို့ကမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကမွေးနေ့လက်ဆောင်ပန်းချင်းကို ရွှေကုန်းနိုင်ပါတီရုံးရှိမှာတွားရောက်ခြားထားခဲ့တာထူးထူးခြားခြားတွေ့ရပါတယ်။အိန္ဒိယနိုင်ငံနေနဲ့စစ်ကောင်စီနဲ့ကောင်းမွန်တဲ့တန်တမန်ဆက်ဆံရေးလည်းရှိသလိုအခုလိုဒေါ်ဆန်းစုကြည်မွေးနေ့ကိုလည်းပါတီရုံးမှာပန်းချင်းတွားရောက်ခြားထားပြီးလှုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီဆိုရနဲ့အစိုးရချင်းဆက်ဆံရေးကိုကောင်းမွန်စွာထိန်းသိမ်းထားသလိုအိန္ဒိယနိုင်ငံမှာဒေါ်ဆန်းစုကြည်ရဲ့မိခင်ဟာတချိန်ကတန်မတ်တောင်းဝန်ထမ်းဆောင်ခဲ့ပြီးကွဲလွန်သွားတဲ့အိန္ဒိယနိုင်ငံရဲ့ခေါင်းဆောင်တချို့နဲ့ ပုံကိုယ်ရေးရင်းနှီးမှုကိုအတိမတ်ပြုတဲ့သဘောလားလို့စမ်းစစ်စရာရှိပါတယ်။ဒေါ်စန်းစုကြည်မွေးနေ့နဲ့ပတ်သက်လို့လူသိရှင်ကြားလုံမြောက်ဖို့ဆူတောင်းတဲ့ထုတ်ပြန်ချက်အတိပေးချက်တွေဖော်ပြကြတဲ့အခြားသောနိုင်ငံတွေကတော့ American, Europe တမကဗြိတိန်နဲ့ဒိမတ်တန်ယုံလို့ဖြစ်ပါတယ်။အနောက်နိုင်ငံတွေအနေနဲ့2019 Ranger ရေးမှာ LDT အစိုးရဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူဒေါ်စန်းစုကြည်ကစစ်တပ်ကကာကွယ်ပြောဆိုခဲ့တာ2019 ICJ တရားရုံးမှာတွားရောက်ကာကွယ်ခဲ့တာတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒေါ်ဆန်းစုကြည်နဲ့ရခိုင်လောက်နီးစပ်တဲ့ဆက်ဆံရေးမရှိခဲ့ပေမဲ့2021ခုနှစ်ဆီအာနာသိမ်းပြီးတဲ့နောက်ဖမ်းဆီးခံရခြင်းကဆလို့ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ပြန်လည်ရပ်တည်လာတာဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားအလုံးပြန်လည်လွတ်မြောက်ဖို့ကိုစွဲမြဲစွာကင်ဆွဲတောင်းဆိုလာကြတာဖြစ်ပါတယ်။အရှိအာရှနိုင်ငံတွေနဲ့အာဆီယံဖွဲ့စည်းတို့အနေနဲ့ကတော့ဒေါ်ဆန်းစုကြည်မွေးနေ့နဲ့ပတ်သက်လို့ထုတ်ပြန်တာဆူတောင်းတာတွေလှုံ့ဆော်ခြင်းမရှိပါဘူး။ဒီအခြေအနေတွေကနိုင်ငံတကာအစိုးရတန်တမန်တွေရဲ့ ဒေါ်ဆန်းစုကြည်မွေးနေ့နဲ့ပတ်သက်လို့သဘောထားမှတ်ချက်ယက်တီချက်တွေဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ပတ်သက်လို့ဗမာလူလူရဲ့အကြားမှာတော့တူးချင်းစုတောင်းတာလူမှုကွန်ရက်မီဒီယာတွေမှာဓာတ်ပုံတွေ graphic သရုပ်ပေါ်ပုံတွေဗီဒီယိုတွေနဲ့စုတောင်းပေးကြတာတွေအများအပြားတွေ့ကြရပါတယ်။မြို့တွေမှာမြေအောက်နိုင်ငံလှုပ်ရှားမှုလုပ်နေကြတဲ့ចောင်းသားဖွဲ့တွေတက်ကြွလှုပ်ရှားသူတွေကတော့ဂုံးကြော်တရားမှာစာလန်းချိတ်ဆွဲတာပြည်ပြည်ဆန္ဒပြမှုတွေကိုမန္တလေးမြို့နယ်ရန်ကုန်မြို့တို့မှာလှုပ်ဆောင်ခဲ့ကြပါတယ်။ ယခင်နှစ်ကလိုပန်းသပိတ်လို့ခေါ်တဲ့ပန်းပန်းချင်းဖះမှာပန်းစည်းလူဒန်းပြီးဆူတောင်းပေးခြင်းတွေကြောင့်ယခင်နှစ်တွေကစစ်ကောင်စီရဲ့ဖမ်းဆီးခံရမှုများပြားရှိခဲ့ပြီးဒီနှစ်မှာတော့အဲ့ဒီလှုပ်ရှားမှုတွေကိုတိုက်တွန်းလှုံ့ဆော်တာလည်းသိမ့်မတွေ့ရသလိုဖမ်းဆီးခံရတဲ့သတင်းတွေလည်း